ပါဠိဆိုတာဘယ်ကဆင်းသက်လာတာလဲဗုဒ္ဓရဲ့အနတ်ဖွင့်ခြင်းကအတွေ့အခေါ်လားဘာသာတရားလားဆိုတာသိချလေးလားပါဠိဆိုတာဘယ်ကဆင်းသက်လာတာလဲဗုဒ္ဓရဲ့အနတ်ဖွင့်ခြင်းကအတွေ့အခေါ်လားဘာသာတရားလားဆိုတာသိချလေးလား ဒေသာဝိတိခင်းနဲ့ဘလို့ပြုပြင်ထားတယ်လဲဆိုတာလေ့လာပါတဲ့ပါဠိဘာသာဘယ်ကစဉ်းတက်လာလဲဆိုတော့ပါဠိဘာသာကိုမင်္ဂရဘာသာလို့လည်းခေါ်ကြတယ်အတူတူပါပဲတကယ်တော့ပါဠိဘာသာဆိုတာကဘာသုံးစကားပဲဘာလို့လဲဆိုတော့ပရိတမိဒမအထာကရာဝန်လာတာကငရေတရိစံပိတ္တဘုံလူပြီလူဘုံ နတ်ပြည်မြမပြည်တွေမှာအဲ့ဒီမှာကရပါတာကိုဆိုတဲ့ပါဠိဘာသာကို ပြောဆိုသူတွေများပြားသောကြောင့်များသောကြောင့်ဖြစ်ပါတယ်။ပါဠိဘာသာစကားဟာဘယ်သူတွေအသုံးများသလဲဆိုရင်မြတ်စွာဘုရားကဗ္ဗအစလူတွေဘယ်သူစကားတန်ကိုမှမကြားဘူးတဲ့ဘယ်သူစကားမှမကြားဘူးတဲ့ကလေးတော်အတွင်းနဲ့နေထိုင်ကြတဲ့လူရင်းတွေအဲ့လိုပုံကိုယ်တွေပြောကြပါတယ်။မာစီဆရာတော်ဘုရားကို နတ်သားတွေပါလာဆောက်တယ်ဆိုတာကြားဘူးမှာပေါ့အဲ့ဒီနတ်သားကပါဠိဘာသာစကားနဲ့ဆောက်သွားတာဖြစ်ပါတယ်မကရဘာသာဆိုတဲ့ပါဠိဘာသာစကားဟာ ပြောင်းလဲမှုမရှိဘူးအခြားဘာသာစကားတွေက ပြောင်းလဲမှုရှိတယ်ဗမာလူမျိုးတွေကြားမှာ ကြီးပင်းခဲ့တဲ့ကလေးတယောက်ဟာဗမာစကားနဲ့ပဲပြောတယ်အင်္ဂလိပ်လူမျိုးတွေကြားမှာ ကြီးပင်းခဲ့တဲ့ကလေးတယောက်ဟာအင်္ဂလိပ်စကားပဲပြောတယ်တကယ်လို့တော်ကြီးတစ်ခုမှာ မွေးလာတဲ့သူတယောက်ဟာဘယ်သူစကားသံမှလည်းမကြားဘူးဆိုရင်သူ့အလိုလိုမာဂရဆိုတဲ့ပါဠိဘာသာနဲ့ပဲပြောပါတယ်အဲ့ဒါကြောင့်ပြောင်းလဲမှုရှိဘူးလို့ပြောတာပါဠိဘာသာဘယ်ကစဉ်းစားလာတယ်ဆိုတော့ယခုအချိန်ဒီပါဠိဘာသာတည်ရှိနေတဲ့အကြောင်းကအရင်ကအိန္ဒိယမှာတွင်ကျဲတဲ့စကားစကားတွေကမာဂရပါဠိဘာသာတက္ကရဘာသာပြာကရိဘာသာ၃မျိုးကိုသုံးကြတယ် အများပြည့်မြောက်မာဂရဘာသာကိုပဲပြောကြတာများတယ်။အဲကြောင့်ဗုဒ္ဓကအများနာလဲမဲ့ပါဠိဘာသာစကားနဲ့ပဲတရားဟောခဲ့တယ်။ပါဠိဘာသာစကားဟာနားလဲလွယ်တယ်လို့ဆိုပါတယ်။ဗုဒ္ဓလက်ထက်ကပေါ့လေဖះရဲ့စကားတော်တွေကိုအစင်အစင်နှုတ်နဲ့အာကုန်ဆောင်လာတယ်။ပေထက်အခရာနဲ့အာကုန်ဆောင်လာတယ် ဖရာရဲ့စကားတော်တွေကိုအစင်းအစင်းနှုတ်နဲ့အာခုံဆောင်လာတယ်။နောက်ပေထက်အခရာနဲ့ဆောင်လာခဲ့တယ်။အခုဆိုရင် စာရွက်တွေနဲ့ဖြည့်လာတယ်။ပါဠိဘာသာဟာဗုဒ္ဓလက်ထက်တော်ကနေစာခဲ့တယ်လို့ပြောရမှာပဲ။နောက်တစ်ခုကဗုဒ္ဓဆိုတဲ့အနတ္တိဘေကစတုတ္တဆဓမ္မေပုဇ္ဇတိတိဘုဒ္ဓသစ္စာ၄ပါးအမှန်တရားကိုတည်တတ်တဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တယ်။နောက်ဗုဒ္ဓတပ္ပဓမ္မေ ဘောဇတိဘောဇတိတိပုတ်တော်အလုံးစုံကိုတိမြင်တတ်တဲ့တမ္ပိညုံတဉာဏ်ကိုတိတတ်တဲ့တိတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တယ်။နောက်ဘောဓိတိတိပုတ်တော်ဝိနည်းတရဝါတွေကိုတရားဓမ္မတွေအတိဉဏ်တွေကိုတစ္ဆာလေးပါအမှန်တရားကိုတိမြင်စေတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်ပါတယ်။ဗုဒ္ဓဆိုတာ ဘာသာတရားတစ်ခုအနေနဲ့ဖြစ်လာတာမဟုတ်ပါဘူး။ပါဠိစာပေကိုခင်းတဲ့အညီဘယ်လိုပြုပြင်ထားသလဲဆိုတော့ဗုဒ္ဓကဟောခဲ့တဲ့တရားကတော့ပြုပြင်လို့မရဘူး။ပြုပြင်လိုက်ရင် ထေရဝါဒမရှိတော့ဘူး။အဆက်အဆက်ဆောင်ခဲ့တဲ့ပါဠိဘာသာဟာတရားရေးအနေနဲ့တော့ပတ်မှပတ်မှန်တွေကကွဲလွဲမှုတွေရှိတယ်။ခေါ်တဲ့အတန်ထွက်ကလည်းခြားနားမှုရှိတယ်။မြန်မာမှာဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိ တခြားသီရိလင်က ထိုင်းနေမှာဆိုလို့ရှိရင်ဗုဒ္ဓံသရဏကိစ္ဆာမိအဲ့လိုမျိုးဒေတာအလိုက်အတန်ထွက် ဆိုရမှာတော့ကွဲလွဲမှုရှိတယ်။ပါဠိဘာသာကိုအနက်ပြန်ဆိုရမှာတော့ကြိုက်တဲ့ဘာသာနဲ့ကြိုက်တဲ့စကားနဲ့ပြန်ဆိုလို့ရပါတယ်။တခင်ယေရှုဖခင်ကမေထုံအာဝတ္တကင်းပြီးမွေးဖွားလာတဲ့ဖခင်ပါ လူသားမဟုတ်ပါဘူး တန်ရှင်ဆုံးလက်မထရသေးတော့ပြောကညာမာရိကာနဲ့တရှင်ဖွားမြင်လာတာပါတန်ရှင်တော်ဖရာသခင်တကိုယ်တော်အာနုဘောအဖြစ်ဖွားတော်မူလာတာပါတဲ့အကြောင်းအရာကသုံးချက်ပေါ့နော်သခင်ယေရှုဖရာသခင်နဲ့တစ်ချက်အဲ့အဲ့သခင်ယေရှုဖရာသခင်ကမေထွန်းအာဝတ္တကင်ချင်းပြမွေးဖွားလာတဲ့သူလူသားမဟုတ်ဘူးတစ်ချက်ပြောကညာ တန့်ရှင်ဆုံးလက်မထရတော့ပြောကညာမာရီကနဲ့ရှင်ဖွားမင်းလာတာတန့်ရှင်တော်ဘုရားသခင်တကိုတော့အားဖြစ်ဖွားမင်းလာတာတစ်ချက်သုံးချက်ပေါ့အကြောင်းရင်းပရမတ္ထချက်အနေနဲ့တခင်ယေရှုဘုရားလို့သုံးထားတာဟာဘုရားသခင်ကဖះလာသူ့ရဲ့တားတော်ပြည့်တဲ့ယေရှုကဖះလာတာမာကျမ်းစာမှာကဘုရားသခင်က လူသားတွေကိုဖန်ဆင်းတယ် ယေရှုကလူသားတွေကိုတရားဟောဖို့လူသားအဖြစ်နဲ့လာတယ်ဆိုတော့ယေရှုကဖျားလို့ဘာလို့ပြောတာလဲခုကဖျားသခင်ကိုလည်းဖျားတားတော့ယေရှုကိုလည်းဖျားကောလုံးဖျားတွေကြီးပဲတုံးနေကြတယ်နော်ဖျားဆိုတာဟာဖျားခက်တစ်ခုမှာဖျားခက်တစ်ခက်မှာဖျားဆိုတာတစ်စုပဲပွင့်ရမယ်နှစ်စုပွင့်ရုံထုံးစံမရှိဘူး နော်လူသားမဟုတ်ဘူးလဲဆိုသေးတယ်ပြောကညာမာရီကနေတဆင့်ခွားမင်းလာတာပါဆိုတော့အဲ့ဒါဘလို့အသေးပဲရောက်သွားလဲလူသားမဟုတ်ဘူးဆိုလို့ရှိရင်နှက်တွေပြမာတွေအဲ့လိုဖြစ်ရမှာလေအခုကပြောကညာမာရီကနေခွားမင်းလာတာဆိုတော့လူသားနဲ့ခွားမင်းလာတာမဟုတ်ဘူးဆေးနဲ့အနှောင်းနဲ့မညီပါဘူးနော်နောက်ဆုံးအချက်နှစ်ချက်ကိုမပြောခင် တရားရရဲ့ပဋိတန်ဉာဏ်မျိုးစိတ်၄ခုကိုအရင်ဆုံးပြောပြမယ်။နံပါတ်၁ကအန္တဇတရဝါတဲ့။အန္တဇတရဝါဆိုတာဥကနေပြီးတော့ပေါက်ဖွာလာတဲ့တရဝါမှန်သမျှကိုအန္တဇတရဝါလို့ခေါ်တယ်။ဘဲတို့ကြက်တို့အဲ့လိုမျိုးဥကနေပေါက်ဖွာလာတဲ့တရဝါမျိုး။နံပါတ်၂ကဇလာပုဇတရဝါ။ ဇလာဘုဇာတော်ဟာဆိုတာအမိဝမ်းအိမ်မှာတားအိမ်မှာပေါ့ပရိသတ်နေနေပြီးတော့မှဖွားမြင်လာတဲ့တရားတွေအခုလူတွေခွေးတွေကြောင်တွေအဲ့လိုမျိုးအမိဝမ်းထဲမှာနေပြီးတော့မှမိရဲ့တားအိမ်ထဲမှာနေပြီးတော့မှပရိသတ်နေနေပြီးဖွားမြင်လာတဲ့တရားမှန်သမျှကိုဇလာဘုဇာတော်ဟာနံပါတ်3ကတန်တေရဇတော်ဟာ အနှီးအဟောက်ပုပ်ဆက်တွေကနေပြီးတော့ဖြစ်လာတဲ့တရဝါတဲ့တွေ့ဖို့မှာပေါ့နော်မြောင်းကျိုးမြောင်းကြားနော်ဟိုမစင်တွင်းတို့ပါတို့ဆိုလို့ရှိရင် ပိုးလောက်လမ်းလေးတွေလေတေးသေးလေးတွေအဲ့လိုမျိုးတရဝါမျိုးအနှီးအဟောက်ကနေဖြစ်လာတဲ့တရဝါမျိုးကိုတန်တေတစတတဝါနောက်နံပါတ်၄ဩဘပါရိကတရဝါဩဘပါရိကတရဝါဆိုတာ အဘောကတုံးချက်နဲ့မတူဘူးသူကဖြစ်လာပြီဆိုရင်ဘွားကနန်းဖြစ်ပေါ်လာတဲ့တော်ဝါမျိုးအခုဥမာပြောရရင် နတ်တွေပြမာတွေလိုမျိုးနတ်တွေပြမာတွေဟာအမိဝါနဲ့မှလည်းပရိသတ်နေနေတာမဟုတ်ဘူးဥကနေလည်းပေါက်ဖွာလာတာမဟုတ်ဘူးအညင်အဟောက်ကနေလည်းဖြစ်လာတာမဟုတ်ဘူးသူတို့ဖြစ်လာပြီဆိုရင်ဘွားကနန်းချက်ချင်းပေါ်လာတဲ့အရာမျိုးအာသူတို့ပရိသတ်တွေပဲ အဲ့လိုမျိုးတရဝအမျိုးအစားကိုဩပပါတိကတရဝလို့ခေါ်တယ်။အဲ့တော့နောက်အကြောင်းအရာနှစ်ချက်ကိုပြောမယ်။အဲ့နှစ်ချက်ကယေရှုကမိထွန်းအာဝါတကင်ချင်းပြည့်မွေးဖွားလာတဲ့ဖခင်ပါလူသားမဟုတ်ပါဘူးတဲ့။ဒါဆိုလို့ချင်းရင်ဒီအချက်ကိုကြည့်မယ်ဆိုရင်မိထွန်းအာဝါတကင်ပြီးတော့မွေးဖွားလာတဲ့အတွက်ကြောင့်လူသားတွေဖြစ်တဲ့ဟလာတာအိမ်ကနေပရိသတ်တွေနေပြီးတော့ဖွားမိလာတာမဟုတ်ဘူး။ နောက်လူသားမဟုတ်ဘူးဆိုတော့ဒါနတ်မျိုးစိတ်မြန်မာမျိုးစိတ်တွေပါတဲ့ဩပပတိကတတော်အမျိုးသားတွေပါတာပေါ့နော်နောက်တစ်ခုကတန့်စင်တန့်စင်ဆုံးလမ်ထရရတော့ပြောကညာမာရိကနေတဆင့်ဖွားမြင်လာတာပါတန့်စင်တော့ဘုရားသခင်တကောတကောတော့အပြည့်ဖွားမြင်လာတာပါတဲ့နောက်ဆုံးအကြောင်းအရာလေးမပြောခင်ပြောကညာမာရိကနေတဆင့်ဖွားမြင်လာတယ်ဆိုတော့ အပြိုရခလေးမွေးသလားတဘာဝယုတ်တိအားဖြင့်မေးကြည့်တာယုတ်တိရှိလားမရှိလားကိုမေးကြည့်တာအပြိုတွေကကလေးမွေးသလားနော်ထားတော့အဲ့နောက်ဆုံးအချက်မှာတန့်ရှင်ဆောင်လမ်းထရတော့ပြိုကညာမာရိကနေတရှင်ဖွားမင်းလာတာဆိုတော့အဲ့ဒါလူသားတွေမျိုးစိတ်လိုမျိုးဖြစ်တဲ့ အမိဝမ်း၌ပရိဒဏ်နေနေပြီးတော့ဖွားမြင့်လာတဲ့ဇလာဘူးဇတရဝါမျိုးအဲ့ထဲပါတယ်ဆိုတော့အဲ့ဒီဒုတိယအကြောင်းဖြစ်တဲ့မေထွန်အဝါဒကင်ချင်းမြေမိုးဖွားလာတော့ဖရာလူသားမဟုတ်ဘူးဆိုတာဩပပါတိကတရဝါအမျိုးအစားဖြစ်တယ်တတိယအကြောင်းဖြစ်တဲ့တန်ဆင်းသောပြိုကညာမာရိကနဲ့ဖွားမြင့်လာတဲ့သူဆိုတော့အဲ့ဒါဇလာဘူးဇတရဝါအမျိုးအစားဖြစ်တယ် အဲ့တော့တရားတရားဟာအဲ့လိုမျိုးပြိတ္တန်နေမျိုးစဲနှစ်ခုနဲ့လာတာမျိုးကိုဘယ်မှာမှမတွေ့ဘူးအရှိနောက်မကြီးတာကိုပြောပါတယ်နော်အခုပဲသလာဘူးဇတရားမျိုးစဲတွေကနေပြီးတော့ဖွားမြင်လာလိုက်အခုပဲဩပပါတိကတရားမျိုးစားထဲကနေပြီးတော့ဖွားမြင်လာလိုက်အဲ့လိုမျိုးတွေကရှိနောက်မကြီးဘူးဖြစ် ယေရှုဘုရားဟာမေထွန်အာဝါဒကင်းခြင်းဖြင့်မွေးဖွားလာတဲ့လူသားမဟုတ်ဘူးဆိုတော့အာနတ်မျိုးစားမြမမျိုးစားတဲ့ပါတာပေါ့နော်တာမာကျမ်းစာမှာကယေရှုဟာလူသားတွေကိုတရားဟောဖို့လူသားအဖြစ်နဲ့ရောက်လာတာဆိုတော့ခင်ဗျားတို့ပြောတဲ့အဲ့ဒီခင်ဗျားတို့ဖျားသခင်ဟာဖျားဆိုတာဟာ လူသားကနေဖြစ်တာမဟုတ်ဘူးဆို။ဘာဖြစ်လို့အဲ့လိုလူသားအဖြစ်နဲ့လာပြီးတော့တရားဟောရတာလဲ။ကြောင်းကျိုးစီလျော်မှုမရှိဘူးဖြစ်နေတယ်။အရာအားလုံးကိုယုံကြည်မှုတစ်ခုတည်းနဲ့စွဲကင်ထားနဲ့အလုံးမလုံးပါနဲ့။ပညာဆိုတာလိုအပ်တယ်။ပညာနဲ့ဟုတ်လားမှန်လားမှားလားအမှန်လားဆိုတာသုံးသပ်ရတယ်။ဖြစ်နိုင်လားမဖြစ်နိုင်လား အဲ့လိုမျိုးပညာနဲ့ချင့်ချိန်ရတယ်